က်ရုံမှာအလလုံနေတဲ့သူများအတွက်ဟဆော့အကြောင်းလေးမျှဝေပေးသွားမယ်။ပထမဆုံးဆော့ကကြတော့ဆဆန်းဆဆန်းမြန်မာလိုရှီလီယန်ဘာလို့ဆိုလိုတာလဲဆိုရင်မိမိစက်ရုံမှာရှိတဲ့ပစ္စည်းတွေကိုလိုအပ်တဲ့နေရာမှာထားတယ်ပြီးလို့ရှိရင်စုပ်ပစ်တဲ့အရာတွေစုပ်ပစ်မယ်တင်ထားရမယ့်အရာတွေကိုတင်ထားမယ်အဲ့ဒါကိုပြောတာဖြစ်ပါတယ်နံပါတ်2ဆော်ကကြတော့ဆဒူဝက်ဆဒူဝက် ပစ္စည်းတွေကိုစနစ်တကျထားရှိတာကိုပဲပြောတာဖြစ်ပါတယ်မိမိလိုအပ်တဲ့အခါကျလို့ရှိအလွယ်တကူပစ္စည်းတွေရှာပြီးတော့အသုံးပြုနိုင်ဖို့ပါနံပါတ်3ကကျတော့စအာတ်စအာတ်မြန်မာလိုတန့်ရှင်းရေးဒီတော့သူကကျတော့တန့်ရှင်းရေးလုပ်ရတာကိုပဲပြောတာဖြစ်ပါတယ်နံပါတ်4ဆော်ကကျတော့စုခလက္ခဏာကျမ်းမာရေးနှင်းညီညွတ်စေရန်အထက်ပါမိမိလှုပ်လိုက်တဲ့ 1 2 3အဲ့ဒီအချက်တွေအကုန်လုံးကို ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။နံပါတ်5ဆော်ကားကြတော့စန်းနိဆိုင်စန်းနိဆိုင်မြန်မာလိုကအလေးအကျေရှိစေရန်ခုနက1ရက်2ရက်3ရက်4ရက်အကုန်လုံးကိုမိမိကအလေးအကျင့်ရှိစဉ်ရန်အမြဲတမ်းပဲလှုပ်ဆောင်နေရတာကိုပဲပြောတာဖြစ်ပါတယ်။ဒီတော့ဟာဆော်မှာဘာတွေရှိလဲဆိုရင်စဆန်းရှင်းလင်းရန် สะดวก CPC ยสะอาดตาชีย์สุขลักษณะจะมายีนี่ยินยูสียสร้างนิสัยอลิอัตชีสียง အခုထွထွေးပြောနေတဲ့ဟာဆော်ကမမီရဲ့ဆက်ယုံမှာသကပြန်ရှိတယ်ဆိုလို့ရှိရင်တော့မနဲ့အစည်းဝေးလောက်တိုင်းသကပြန်တွေကဘာသာပြန်ပေးမှာပဲဖြစ်ပါတယ်တကယ်လို့တချို့ဆက်ယုံတွေမှာသကပြန်မရှိဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုပြန်လည်ပြီးတော့ကြည့်ရှုနိုင်ပါတယ်အားလုံးအကျိုးရှိမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်